တရခံတွေကိုတော့မနေ့ကအော်တိုဘားလ9ရက်နေ့ခရီးကဖမ်းမိတာဖြစ်တာကတော့အော်တိုဘားလ6ရက်မနေ့10နာရီဆိုတော့ဒါဖြစ်ပြီးပြီးချင်းဖမ်းဆီးရမိတာတရအတွင်းလို့ပြောလို့ရအောင်ပေါ့။ဟောတရအတွင်းဖမ်းဆီးရမိတယ်။ဒီဖမ်းဆီးရမိတဲ့ကောင်လေးအမောင်ခတ်ကျော်စင်ရဲ့ထွက်ဆိုချက်ရဆိုလို့ရှိရင်ဒီတေဆုံးတဲ့ကောင်မလေးရဲ့တပ်ပေါ်ကြီးကိုသူတို့က ဟိုတယ်ရဲ့အပြင် aircon အောက်တော့မှသူတို့တင်လာခဲ့တာပေါ့နော်သူတို့ကဘယ်လိုမျိုးသူတို့တွေ့ဆုံလဲဆိုလို့ရှိရင်အော်တို့ Telegram ကနေပြီးတော့မှလီတာဆိုတဲ့အကောင့်ကနေဒီကောင်မလေးအကောင့်ပေါ့ဒီကောင်မလေးအကောင့်လီတာဒီလီတာဆိုတဲ့အကောင့်ကနေပြီးတော့မှသူတို့ချက်ရင်းနဲ့သူတို့ကအပြင်မှာချိတ်တွေ့ရအောင်ဆိုပြီးတော့မှဒီဒူတီလဟိုတယ်မှာချိတ်တွေ့တာအချိတ်တွေ့ပြီးတော့မှဒီကောင်လေးကဟိုတက်ဖို့အတွက်သူအစားလဲကြံရွယ်ပြီးသားဖြစ်မှထင်တယ်သူကအသင့်ယူဆောင်လာတဲ့စတီတာနှစ်ချောင်းနဲ့အော်ဒီကောင်မလေးကိုပေါင်နေဖို့လီးပြီးတော့မှရဲဆက်ဆက်ကလီစာတွေပါအထုတ်ပြစ်တာပေါ့နော်ထုတ်ပြီးတော့မှတက်ပြစ်တာအော်ပြောဆိုချက်ရ ဆိုလို့ရှိရင်တော့တကယ်ရုပ်ရှင်ကားတွေကဆက်ဆံလုပ်သွားဒီကောင်လေးကဒီ စိတ်ကစားရုပ်ရှင်ကားတွေလည်းသူကရမ်းကြိုက်တယ်ပြောတယ်ဗျာစိတ်ကစားရုပ်ရှင်ကားတွေကဆက်ဆံသူလုတ်တယ်ဆိုပြီးတော့မှလည်းထွက်ဆိုထားတာရှိတယ်ပြီးတော့သူကဂိမ်းနဲ့အရန်ဆွဲတယ်ဗျာဒီဂိမ်းเนี่ยတတိထားဖို့လိုအပ်တယ်ဘာဖြစ်လဲဆိုလို့ရှိရင်အဂိမ်းကပတ်စံကုံတာထက်လူရဲ့စိတ်ကိုလေလူချင်းတက်မှတ်စိတ်ကိုအရန်ဖြစ်ပေါ်စေတယ်သူကဂိမ်းဆွဲတဲ့ခါမှလည်းတိကျမှာပါသူကမနိုင်မချင်းမအောင်မချင်းဒီဂိမ်းကိုလုတ်ချင်းနဲ့တိုက်ချင်းနဲ့ဆိုတော့လူရဲ့စိတ်ကအရန်ကိုနိုးစော်နေပြီးတော့မှကိုလုတ်ချင်းနဲ့အရာကြီးကိုအရန်ဆွဲယူနေတာဗျာအဲ့ဒါနဲ့နောက်တစ်ခုကသူဒီစိတ်စားလူစက်ကားတွေကြီးတဲ့ဟာနဲ့ပေါင်းတဲ့အခါမှသူလူတက်ချင်းစိတ်ဖြစ်တယ် တယ်လို့ထင်တယ်ကျွန်တော်ထင်တာပြောတာနော်။အော်လူသက်ချစ်စေဖြစ်တယ်လို့ထင်တယ်။ဆိုတော့သူထွက်ဆိုချက်အရာဆိုလို့ရှိရင်ဒီပုံစံအတိုင်းပဲဗျ။သူအဲ့လိုထွက်ဆိုတယ်ထွက်ဆိုပြီးတော့မှ အဲသူအတင်းယူဆောင်လာစတိကြောင့်နှချောင်းနဲ့တက်တယ်ပြီးတော့ရှင်ဒီကောင်မလေးရဲ့အလောင်းကိုဖျက်ဖို့အတွက်ဒီပေးချန်နေတဲ့အရာတွေတုတ်ဖို့အတွက်အဲသူ့ရဲ့ရီစာကောင်မလေးကိုခေါ်တယ်သူ့ကောင်မလေးကအသက်၈၀နှစ်ပဲရှိသေးတယ်နော်နှစ်ယောက်လုံးဒီငြိမ်ငြိမ်နဲ့လှုပ်ဆောင်နိုင်တာကိုကျွန်တော်တကယ်အံ့ဩတယ်ဒီပေနေတဲ့သွေးတွေကိုအကုန်လုံးတုတ်တင်ရှင်းလေးပြီးတော့မှထားတယ်ရဲကစစ်စေးမင်းမြန်တဲ့အခါမှာအာသူ့ရှီကနေပြီးတော့မှအာတေဆုံးတဲ့ကောင်မလေးရဲ့ဖုံတော်သူတို့အားလုံးကိုစုစုပေါင်းဖုံတော်လုံးကိုတိတ်ဆိတ်ရမိတယ်အဲဆိုပြီးတော့မှရဲကထွက်ပြန်လာတာရှိတယ်ဆိုတော့နောက်ထပ်သတင်းထူးခြားရှိလို့ရှင်ကျော်ဆက်လက်ပြီးတော့မှတင်ဆက်ပေးပါမယ်လို့ပြောပေးချင်ပါတယ်ဗျဒါကတော့ခုနက ပြောတဲ့ဩရန်ကုန်မြို့လေကောင်ကလူတက်မှုရဲ့ဒုတိယအဆက်ပါလို့ကျွန်တော်ပြောပေးချင်ပါတယ်ဗျ